မြတ်စွာဘုရားကဒီကနေ့ကပါခုဟာတရားတမ်းမှာဂေါရမဘုရားပွင့်လိုက်လို့လူတွေဟာအခြေအနေပြန်ကောင်းလာတိုးတက်လာတရားတမ်းဘာကြောင့်လို့ဆိုရင်တရားတမ်းဟာဘယ်လိုခင်မျိုးလဲလို့ဆိုရင်ကလိယူကလို့ခေါ်တဲ့ခင်မျိုးကြီးပဲကလိယူကဆိုတဲ့ခင်ဟာလူလေးယောက်မှတယောက်ပဲလူကောင်းရှိတယ်နော်၃ယောက်ကလူဆုံး ဂုံတိတ်ခါရှိတဲ့လူပိသာရာ၃ယောက်ထဲမှာ၄ယောက်ထဲမှာတယောက်ပဲရှိတယ်။ဂျန်တဲ့လူတွေကမကောင်းတဲ့လူတွေကျွဲ။လူဆိုးတွေလူမိုက်တွေအဲ့ဒီခစ်ထဲမှာမြတ်စွာဘုရားပွင့်လိုက်တော့ဒီလူကောင်းတယောက်ကိုထိမ့်နိုင်တဲ့အတိုင်းအတာလေးတစ်ခုဖြစ်သွားတယ်။ဒါလေးတစ်ခုထိမ့်ဖို့အတွက်မြတ်စွာဘုရားပွင့်ပြီးထိမ့်ပြီးဟိုလူဆိုးတွေကလူကောင်းပြန်ဖြစ်ဖို့ဆိုတာမတန်ခင်။စမ်းသပ်ကြည့်ပေါ့။တည်သည် တရသည်ဆယ်လုံးလောက်ဝဲမဲ့မဲ့နေတွေဝဲထားပြီးတော့အဲ့ဒီဆယ်လုံးရဲ့အလယ်မှာတရသည်အပုတ်ကလေးတစ်လုံးထည့်ထားအဲ့ဒီတစ်လုံးကအပုတ်ကလေးတစ်လုံးထည့်ထားတာကိုအကောင်းဆယ်လုံးကအပုတ်တစ်လုံးကိုဝိုင်းပြီးတော့တရသည်အကောင်းဖြစ်အောင်လုပ်နိုင်မှာမလားမလုပ်နိုင်ဘူးအဲ့ဒီအပုတ်တလုံးရဲ့နောက်ကိုအကောင်းဆယ်လုံးကလိုက်တော့မှာပဲလူလောကရဲ့တဘာဝအဲ့ဒါလိုဖြစ်တယ် အပုတ်တလုံးရဲ့နောက်ကို10လုံးကလိုက်တော့အဲ့ဒါကြောင့်ဟို account ဖြစ်ဖို့ဆိုတာမတမခဲနေတော့ဖြစ်တော့အဲ့တော့ဘသူတွေမကောင်းမကောင်းကိုကောင်းအောင်မလုပ်တဲ့ဘူးလားကိုကိုပဲပြန်ပြီးတော့စဉ်းစားကိုကိုပဲပြန်ကြည့်ရလောကမှာလူတိုင်းလူတိုင်းအကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကဘာကြီးငြိမ်းချမ်းသွားမှသာဖြစ်တယ်ပေါ့အားလုံးကငြိမ်းချမ်းသွားသူလည်းကောင်းမယ်ကိုလည်းကောင်းမယ်ဘာလို့လို့ဆိုရင် မြို့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်တိုင်းပြည်ပဲဖြစ်ဖြစ်လူတယောက်စီနေဖွဲ့စည်းထားတဲ့ဖွဲ့စည်းတာလည်းဖြစ်တယ်ပေါ့ဟောလူကြီးတွေများလာတဲ့အခါဥမာမြန်မာပြည်မှာဆိုရင်တမောင်း90နဲ့တစ်ရှိတယ်ဆိုလို့ရှိရင်တမောင်း90တောလူတွေအချင်းချင်းလူတိုင်းလူတိုင်းကငါရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာကိုခိုင်မာတည်ဆောက်မယ်အမုန်းတရားတွေကိုငါရှင်းထုတ်မယ်လို့သား နှလုံးသွင်းပြီးအမုန်းတရားတွေကိုသာနိုင်အောင်တိုက်ကျန်တာတွေနိုင်အောင်တိုက်စမ်းလို့ဒီကနေ့အမုန်းတရားတွေခင်းစင်သွားပြီဆိုဒီကနေ့ငြိမ်းချမ်းရသောမှာတည်ကြတယ်လားနော်လုံးဝငြိမ်းချမ်းရှင်ထဲမှာ အမုန်းတရားတွေတုံးပြီးတော့တူထားပြီးတော့ငြိမ်းချမ်းရေးစကားပြောနေလို့ကတော့ကောက်ချစ်စင်လဲမှုသာပဲဖြစ်မှာနော်ကောက်ချစ်စင်လဲမှုအဲ့တော့လူတိုင်းလူတိုင်းဟာဒီအမုန်းတရားတွေကဲအောင် 調査案内ボールを